မင်္ဂလာပါရှင်မေလ24ရက်စနေနေ့အတွက်ရှယ်ယံကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့ဒုတိယဝန်ကြီးဒေါက်တာအောင်စရာရန်ကုန်ဤပညာတက္ကသိုလ်သို့ရောက်ရှိစစ်ဆေးရသတင်းဖြစ်ပါတယ်တိဘက်နေဤပညာဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာအောင်စရာဟာမေလ20ရက်မော်လယ်ပိုင်းကရန်ကုန်ဤပညာတက္ကသိုလ်သို့ရောက်ရှိပြီးဇွန်လတွင်ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးစာမျက်နှာမှုများပင်မဆောင်စာသင်ခန်းများနဲ့ လက်ခံများအားလှည့်လည်ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည့်များကိုဒုတိယဗမာကကျုံနဲ့တာဝန်ရှိသူများအားမှာကြားကြောင်းသိရပါတယ်။ဒုတိယဝန်ကြီးဟာစာပေကမ်းဆင်းနေတဲ့တတိယနေ့မြို့ပြအင်ဂျင်နီယာចောင်းသားចောင်းသူများနဲ့တွေ့ဆုံပြီးပညာရေးပိုင်းဆိုင်ရာများအားကြိုးစားကြရန်လက်တွေ့နှင့်စာတွေ့ပေါင်းဆက်နိုင်ရေးအတွက်အခုကဲ့သို့တွင်ဆင်းဆောင်ရွက်ကြရန်နဲ့ခေမီဆော့ဝဲများအသုံးချနိုင်ရေးအတွက်ကြိုးစားဆောင်ရွက်သွားကြရန်မှာကြားကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ ညဉ့်ဉန်းပြည်တွေကိုရိုက်ကူးပြီးစီးပွားရှာစားနေတဲ့တရုတ်နိုင်ငံသား၃ဦးနဲ့မြန်မာနိုင်ငံသူအမျိုးသမီး၁ဦးတို့ကိုထောင်နဲ့နှစ်30စီချမှတ်တဲ့တဲ့တင်ဖြစ်ပါတယ်။မြန်မာမျိုးသမီးစုံတွဲလေးတွေတို့ကိုဆက်ဗီဒီယိုရိုက်ကူးပြီးလိုက်လွင်ကရရှိတဲ့အကျိုးမြင်များအားခေါင်းပုံဖြတ်စီးပွားရှာနေကြတဲ့တရုတ်နိုင်ငံသား၃ဦးနဲ့မြန်မာနိုင်ငံသားအမျိုးသမီး၁ဦးတို့ကိုအလုံးနဲ့ထောင်နဲ့နှစ်30စီကြခံစီရန်အင်းစင်ခရိုင်တရားရုံးမှာမေလ22ရက်ကအမိန့်ချမှတ်လိုက်ကြောင်းသိရပါဗျာ။ အဆိုပါတရုတ်နိုင်ငံသားများမှလှိုင်သာယာအနောက်ပိုင်းမြို့နယ်အပြင်ပဒံကျေးရွာရွှေကန်းသာယာအိယာ block 84တိုက်အမှတ်9ရေနေထိုင်ကြတဲ့ Mr. Wan Shaung 39နှစ် Mr. Yan Khu 38နှစ်နဲ့ Mr. San Yuan 29နှစ်တို့ဖြစ်ကြပြီးမြန်မာနိုင်ငံသားအမျိုးသမီးမှာ AR တိုင်းဒေသကြီးငပူတော်မြို့နယ်တွင်နေထိုင်တဲ့ Alice Kho Nomu Shifo Kho ကျကျ32နှစ်ဆိုသူတို့ဖြစ်ကြပါတယ်။၎င်းတို့ကိုလှိုင်သာယာအနောက်ပိုင်းမြို့မှရေစခန်း ပ896မြင်းဆောင်2024လူကုန်ကူးမှုတားဆီးနေနေဥပဒေပုံမှန်38ကခဖြင့်အမှုရေးဖွင့်တရားစွဲတင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ရေးစားဟောင်းကချင်းဆိုပြီးလူပြတ်တဲ့နေရာတွင်ဓာဖြင့်ထိုးတဲ့ဖြစ်ရတခုရန်ကင်းမှာဖြစ်ပွားတဲ့တဲ့င်းဖြစ်ပါတယ်။ရေးစားဟောင်းဖြစ်သူကချင်းဆိုပြီးလူပြတ်တဲ့နေရာတွင်ဓာနဲ့ထိုးထားတဲ့ဖြစ်ရတခုရန်ကင်းမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ဖြစ်စဉ်မှာမေလ19ရက်ည7:00နာရီခွဲဝင်ချိန်ခန့်ကရီစာဟောင်းဖြစ်သူကချိန်ဆမှုကြောင့်ထွက်တွေ့ခဲ့တဲ့အမျိုးသမီးငယ်တဦးမှာနေထိုင်ရာတိုက်ခန်းနေရာအနီးလမ်းကြားတစ်ခုတွင်ဒါဖြင့်အထူးခံရကြောင်းသိရပါဗျ။ဖြစ်စဉ်ကိုကာယကံရှင်ဖြစ်သူမေပြေဆုံမှုဆိုသူရဲ့လူမှုကွန်ရက်အကောင့်မှတဆင့်အသိပေးရသားခဲ့ကြောင်းသိရပါဗျ။အခုခါမှာတော့ဓာတ်ထုတ်ခံရသူမှာစေကူတာမှုခံယူနေကြောင်းသိရှိရပါရှင်။